ယူကရိန်းစစ်ပွဲအတွက်ငြိမ်းချမ်းရေးအလင်းရောင်တွေ့ပြီလားဆိုတာကို ပြောပြပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားသမ္မတနဲ့ယူကရိန်းသမ္မတပါဝင်တဲ့ဆွေးနွေးပွဲချက်ချင်းဖြစ်လာမယ်လို့ပြောလိုက်ပါတယ်။ ဒါဟာရုရှားသမ္မတပူတင်နဲ့မေလ19ရက်နေ့ကနှစ်နာရီအကြာတယ်လီဖုန်းနဲ့စကားပြောပြီးတဲ့အချိန်မှာကြေညာလိုက်တာဖြစ်ပါတယ်။ပူတင်နဲ့ဆွေးနွေးပွဲဟာကောင်းမွန်ခဲ့ပြီးတော့ငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့အခြေအနေအသေးစိတ်ကိုတော့ရုရှားနဲ့ယူကရိန်းအကြားမှာဆွေးနွေးကြရလိမ့်မယ်လို့ပြောပါတယ်။အဲဒီနောက်ထရမ့်ဟာဒီယူကရိန်းသမ္မတဇလန်စကီနဲ့လည်းတီးခြားဖုန်းပြောခဲ့ပါတယ်။သမ္မတပူတင်ကငြိမ်းချမ်းရေးသဘောတူညီမှုဖြစ်လာဖို့ယူကရိန်းနဲ့ဆွေးနွေးဖို့အသင့်ရှိနေပြီလို့ပြောပါတယ်။သမ္မတဇလန်စကီ ရတော့ဒီရုရှားယူကရိန်းတွဲဆောင်ကြတဲ့အခါမှာအမေရိကန်နဲ့ဥရောပသမ္မတရဲ့ကိုယ်စားလှယ်တွေဟာတင်တင်လောက်ပတ်တဲ့အဆင့်အထိကူညီပါဝင်ပေးဖို့ကိုတောင်းဆိုထားပါတယ်။ရုရှားဟာသမ္မတထရမ့်နဲ့ဒီစကားမပြောခင်လေးမှာပဲအကြီးမားဆုံးဒရုန်းစစ်စင်ရေးတစ်ခုကို လုပ်ခဲ့ပါတယ်။